ရတဲ့အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကြွဆိုရပါရှင်ကျမတို့ channel ဒီကနေ့နေစဉ်ပြည်တွင်ပြပသတင်းများကျွန်တော်ရေးသတင်းများနဲ့အနောက်ဆိုရသတင်းများကိုအချိန်နဲ့တပြည့်ညစတင်တင်ဆက်ပြီးတော့မှဖြစ်ပါရှင်ယခုပထမဆုံးစားတင်တင်ဆက်ပေးမယ့်သတင်းကြောင်းလေးကတော့ချောင်းအမြုံနယ်တွင်စစ်တပ်ကစစ်တပ်လေးချင်းများဖြင့်ပြစ်ခတ်တိုက်ခိုက်၍စစ်တပ်ရဲ့လက်နက်ကြီးကြီးထိမှန်၍ဖုံးကြီးချောင်းပျက်စီးပြီးကိုရင်တပါဒဏ်ရာရတဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါရှင်စကိုင်းတိုင်းချောင်းအမြုံနယ်တွင်စစ်တပ်ကစစ်တပ်လေးချင်းများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုများလှုံ့ဆော်နေကြောင်းချောင်းဥဒေသ မှတော်လိုင်းရေးတရင်မြက်ကရှမ်းကုန်းခေတ်တဲ့တရင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်။ယနေ့ချောင်းမြွတ်နယ်တွင်စစ်တပ်ကစက်တလစ်ချင်းများဖြင့်ကင်းထောက်ချင်းများတစ်ချိန်လုံးလုံဆောင်ခဲ့ပြီးမော်လယ်တနင်္ဂနွေ58မိနစ်ဝန်းကျင်အချိန်တွင်စက်တလစ်ချင်းများပေါ်ကနေပြစ်ခတ်တိုက်ခိုက်မှုများလုံဆောင်ခဲ့ကြကြောင်းသိရှိရပါရယ်။ မတ်လ၄ရက်နေ့ကနေစစ်ခွေ၁၈ကောင်တည်ပြီးတော့စစ်ကား၂စီးမီးရှို့ခံရတာကိုလက်တော့ပြန်တဲ့အနေနဲ့လက်နဲ့ကြီးပြစ်တာတွေလေချောင်းတက်ခတ်တာတွေထောက်လျှောက်ဖြစ်နေပါတယ်။ပြည်သူတွေပို့ပြီးတတိထားဖို့ပြောချင်ပါတယ်။ဒီကနေ့ကတော့လေထီးပေါ်ကနေပြစ်ခတ်တက်ခိုက်သွားတာအထိခိုက်တော့မတိရသေးဘူးဟုတော်လိုင်းရဲ့တရရင်မြစ်ကပြောဆိုထားဖြစ်ပါတယ်။ အလောင်းသူမတ်လ6ရက်နေ့မော်လေ3နိုင်20မိနစ်အချိန်မှာ6အမျိုးနဲ့မြပလဲစစ်စေးကတွင်အထိုင်းချထားတဲ့စစ်တပ်ကနေနေချင်းများဖြင့်ပြစ်ခတ်ခဲ့ရရင်6အမျိုးနဲ့ကြီးကုံကျွရအတွင်းတို့ကြားရောက်ပောက်ခွဲကကိုရင်တပါထိခတ်တရားရှိခဲ့ပြီးဖုန်ကြီးကြောင့်ပြက်စီသွားခဲ့ကြောင်းចောင်းဦးဆရာတော်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောစာပြောဆိုထားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မြန်မာနယ်စပ်တပ်ဖွဲ့တွေကြောင့်ထိုင်းဘက်ကလုံခြုံရေးတွေတိုးမြင့်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်တချောင်းမှာမတ်လ9ရက်နေ့ဒီကနေ့မနေ့ပိုင်းမှာထိုင်းစစ်သားတွေကအင်အားဖြစ်တင်ထားတယ်လို့ထိုင်းသတင်းကဖော်ပြထားဖြစ်ပါရယ်။နယ်စပ်အနီးမှာစစ်ကောင်စီတပ်က MiG-29 ဂျက်တိုက်လေယာဉ်နဲ့ပုံကျက်တိုက်ခိုက်ပြီးတဲ့နောက်မှာထိုင်းနိုင်ငံဖက်ချံမှာအခုလိုအင်အားတိုးမြင့်လာတာလို့ဆိုထားဖြစ်ပါရယ်။ထိုင်းနိုင်ငံနဲ့မိသားရှိရအကွာကပောက်ကွဲတန်တွေကိုလည်းထိုင်းဖက်အချံကနေကြားနေရတယ်လို့ပြောဆိုထားဖြစ်ပါရယ်။ ထိုင်းနယ်စပ်တက်ခရိုင်အနီးကစကောင်းစစ်တပ်နဲ့ KNA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေတာရက်အတန်းကြာနေပြီဖြစ်ပါတယ်။မတ်လ၄ရက်နေ့ကစကောင်းစစ်တပ်ကထိုင်းနယ်စပ်အနီးပေါင်900ဘုံနှလုံးကျဲချခဲ့ပြီးထိုင်းဖက်ကလည်းကျက်တိုက်နေရတဲ့စင်းနဲ့ထိုင်းနိုင်ငံဖက်ချမ်းမှကင်းလက်ဆောက်ကြည့်ခဲ့ကြောင်းထိုင်းတရင်တွေကဖော်ပြထားဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံဖက်ထွက်ပြေးလာတဲ့မြန်မာစစ်ဘေးဒုက္ခသည်400ကျော်ရှိနေပြီလို့လည်းတရိန်မှာဖော်ပြထားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ပတိန်မြို့နယ်အတွင်းမှာလူငယ်များကိုစစ်မှုထမ်းပါမိဟုဆိုကာညပိုင်းတွင်မှာလိုက်လိုက်ခေါ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ AIRI တိုင်းပတိန်မြို့နယ်အတွင်းတွင်မတ်လအစပိုင်းကနေစတင်ပြီးတော့စစ်မှုထမ်းရစင်းပါတီဟုဆိုကာညပိုင်းတွင်လာရောက်ခေါ်ဆောင်နေကြောင်းဒေတာခန်းများထမ်းမှသိရပါတယ်။အုတ်ချုံရမှုများနဲ့ရက်တဖွဲ့များကညဖက်တွင်နေအိမ်များသို့လိုက်လိုက်ခေါ်ဆောင်နေခြင်းဖြစ်ပြီးတပတ်အတွင်းလူငယ်9ဦးခန့်ကိုခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။ ကလေးတွေကိုကြိုးပြောရင်ပြေးမှဆိုလို့ထင်တာပဲအခုကညချမှပဲအချိန်မတော်တရားခံဖမ်းတယ်လို့ပုံစံနဲ့ဝင်ဆွဲနေတာဟုပတိန်မြုခန့်တူကတော့ပြောဆိုထားဖြစ်ပါရယ်လက်ရှိတွင်ပတိန်မြုအမတ်30ရပ်ကွက်အမတ်5ရပ်ကွက်နဲ့ရွာတိကျွရတို့တွေလူငယ်များကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စကောင်းစီတတ်ထတို့ပို့ဆောင်ခံထားကြောင်းလည်းသိရှိရပါသည်။ရခိုင်ကရာအိမ်မွေးများမှစစ်မှုထမ်းစင်ပါသူလူငယ်များကိုအကြောင်းကြားစာလက်လံပေးပို့ရာတွင်ထွက်ပြေးသိမ်းရှောင်သူများပြားလာတော့ကြောင့်ယခုကဲ့သို့ဖမ်းဆီးခေါ်ဆောင်ခြင်းများလှုံ့ဆော်လာသည့်ဟုဒေတာခန်များကပြောဆိုထားဖြစ်ပါသည်။ဆက်လက်ပြီးတော့ NUG လူအခွင့်အရေးဆိုင်ရာ 2NG အနာယူခြင်းမှာ Greeny Mickey အဖွဲ့အစည်းရဲ့တာဝန်များကိုအပြည့်အဝထမ်းဆောင်ရအတွဲဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဒုတိယအဝန်ကြီးခွန်ဘဟာထံကတာဝန်ကနေအနားယူပေးခြင်းဟာ၎င်းရဲ့မိခင်အဖွဲ့အစည်းတာဝန်များအပြည့်အဝထမ်းဆောင်ခြင်းဒီဖြစ်၍ NUG ဝန်ကြီးချုပ်ရုပ်ထံကတည်ရပါတယ်လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးခွန်ဗဟန်ထံကိုတောင်းဝမ်းမအနားယူခွင့်ပြုလိုက်ကြောင်းကို NUG ဝန်ကြီးချုပ်မိုင်ဝင်းခန့်တန်းကယနေ့မတ်လ9ရက်နေ့ရက်စွဲဖြင့်လက်မှတ်အရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါရင်း ျွန်တော်တို့အတိထားတာကတော့မိခင်အဖွဲ့အစည်းတာဝန်တွေကိုအပြည့်အဝထမ်းဆောင်ချင်လို့တာဝန်ကအနားယူခွင့်တောင်းတာကိုဝန်ကြီးချုပ်ကအနားယူခွင့်ပြုလိုက်တာပါဟို energy ဝန်ကြီးချုပ်ရုပ်ပြောခွင့်ရသူဦးနေဘုလားကပြောဆိုထားဖြစ်ပါတယ်ဒူဝန်ကြီးခွန်ဘဟန်ထဟာ green energy နဲ့ဖွာကယန်းတိုင်းရင်းသားတို့ဖြစ်ပြီးကယန်းပြည်သစ်ပါတီအတွက်ပြည်တွင်းပြည်ပမဟာမိတ်ဆက်ဆက်ဆံရေးတာဝန်ခံအဖြစ်ကိုစားပြုဆောင်ရွက်နေတဲ့သူဖြစ်ကြောင်းလည်းသိရပါတယ် ရင်းနောက်နဲ့အန်ယူဂျီလိုအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွေဥအောင်ကျော်မိုးနဲ့အတူဒုဝန်ကြီးဖြစ်လာပြီးရာယီသမရဒူဝလာရှိလာကလည်းအစိုးရအဖွဲ့အတွင်းမှာပြုပြင်ပြောင်းလဲမှုများလှုံ့ဆော်သွားမိဟုပြောဆိုထားမှုများလည်းရှိနေခဲ့ဖြစ်ပါတယ်။လက်ရှိတွင်ရင်းကိစ္စရဲ့နဲ့အပောင်းဝင်အန်ယူဂျီအစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်းလဲမှုများလှုံ့ဆော်မှုရှိမရှိနဲ့ပတ်သက်၍ဝန်ကြီးချုပ်ရုပ်ပြောရေးဆိုခွင့်ရှိသူဦးနေပုံလောက်ကို အဲ့ဒါတွေကတော့မဖြေသေးပါဘူးဗျာလို့ပြောဆိုထားဖြစ်ပါတယ်။အလားတူ NUG ကကွယ်ရေးဝန်ကြီးဌာန MOD မှာအတွင်းဝန်ဦးနိုင်ထူအောင်ဟာလည်းပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့ကရာထူးအနေနှုတ်ထွက်ပြီးနောက်တိတ်မကြခင်မှာပဲဖေဖော်ဝါရီလ24ရက်နေ့ NUG ဝန်ကြီးချုပ်ရုံးအကြံပေးအဖြစ်အပြန်လည်ခန့်အပ်ခဲ့လည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့စစ်တွေမှာရှိတဲ့တခုတီတော်အမြောက်တပ်ကိုစကောင်းစီကဆန်ခန်းစစ်အခိုင်မှပြင်ဆင်ပြီးတော့တန်ချက်ကကရင်အစ်စ်တွေ ပြင်ထားရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ရခိုင်ပြည်နယ်မြို့တော်စစ်တွေတွင်စကောင်းစီနယ်အော်ရခတ်တတော်ရေတို့နှစ်ဖက်အပြန်အလှန်လက်နေကြီးများဒရုန်းများဖြင့်ပစ်ခတ်လျက်ရှိနေကြောင်းသိရှိရပါသည်။ စကောင်းစီတီတနယ်မှုယုံဆိုင်ရာစစ်တွေတနယ်ရဲ့တခုတီတော်အမြောက်တပ်အမတ383ကိုနှစ်ချက်ဘန်ကများဆောက်ပြီးတော့ခန်းစစ်အခိုင်မာပြင်ဆင်နေကြောင်းသိရပါတယ်။ဘန်တူလာရိတ်သာအတွင်းတွင်လည်းတန်ချက်ကားကားနှစ်စီးကိုယင်းအသည့်စုဖွဲ့ထားပြီးတော့ခန်းစစ်အတွက်ပြင်ဆင်နေကြကဗျူဟာရင်းရင်အုပ်စုများကိုနှမဲခန်းအနောက်ပိုင်းစတိုင်းစဌာနချုပ်အဆင့်ထိတိုးထားကြောင်းသိရှိရပါတယ်။ အေအေကဒုနဲ့အထင်နဲ့ဝင်လာတိုက်မှာကိုစိုးရင်နေတာလူရင်အားတွေနဲ့တောက်လျှောက်ဖြစ်နေတဲ့ဒီကနေ့မနေ့မှာဝါဘိုးဖက်ကိုစစ်တပ်ကနှစ်နာရီနေပါသူတို့နဲ့တုံပြီးတိုက်ခိုက်တာရှိပါတယ်ဟုစစ်တွေးဒေတာခန့်တူကပြောဆိုထားဖြစ်ပါတယ်။စကောင်းစင်ဟောင်းစစ်တွေမြို့မှာရှိတဲ့ဗျူဟာ၃ခုကိုရွှေမင်းကဖက်ပြောင်းရွှေ့ထားပြီးပြည်내ပြည်တွင်ရေရင်ကြီးငယ်၄၀နေပါဖြင့်တက်လန့်ထားကယနေ့မတ်လ၆ရက်နေ့နက်နက်9နာရီခန့်ကနေစပြီးတော့ ဘာဘိုကြီးဟောကိုဒရုံများဖြင့်ပုံချက်တက်ခတ်ခဲ့ကြောင်းသိရှိရပါသည်။စကောင်စီဟာကြောက်ဖြူတိုက်ပွဲမှာဖြစ်ခင်ကကြောက်ဖြူမှာရှိတဲ့ချင်းလင်းချင်းမြတ်တရင်သုံးခုမှစကောင်စစ်တပ်ဖွဲ့ဝင်တချို့ကိုစစ်တွေမှာရှိတဲ့တရင်များသို့ပို့ထားပြီးယခုမတ်လအတွင်းမှာစစ်တွေကိုစကောင်စီကလိုအပ်တဲ့ခရရန်နဲ့ရိတ်ခါများလူရင်းများကို ရေချောင်းလေချောင်းကတနည်းစင်ပို့ဆောင်ပေးနေကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့ ရေစကြိုမြို့နယ်မြေစွန်းဒေါ်ရွာကိုစစ်တပ်က၃ရက်ဆက်တိုက်စီးနင်းခဲ့ပြီးပြည်သူ၅ဦးကိုတပ်ဖြတ်ခဲ့ကရွာလုံးကျွကိုမိရှုဖျက်ဆီးခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြမှာဖြစ်ပါရှင်။ မကွေတိုင်းရေစကြူမြို့နယ်မြေစွမ်းတော်ရွာကိုစစ်တပ်က3ရက်ဆက်တိုက်စီးနှင်ခဲ့ပြီးပြည်သူငအုပ်ကိုတပ်ဖြတ်ခဲ့ကရွာလုံးကျုမိရှုဖျက်ဆီးခဲ့ကြောင်းရေစကြူတောင်းရှိ info committee အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်မတ်လ2ရက်နေ့နဲ့6နိုင်30မိနစ်ခန့်တွင်ရေစကြူမြို့နယ်ရေလဲကျွန်းဒေသရှိမြေစွမ်းတော်ရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ပခုတ်ကူတပ်မတ်တရတဲ့ရေစကြူရှိ256 259 258တရင်တို့ကအင်အား200ဝန်းကျင်ရှိတဲ့အကြမ်းဖက်စစ်ကော စစ်တပ်သားများကလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြစ်ခတ်ဝင်ရောက်စစ်နေခဲ့ပြီးနေအိမ်များကိုပါမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။ အကြံပေးစကောင်းစစ်တပ်သားများဟာမြေစွန်းဒေါ်ရောင်မအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60အရွယ်ဦးထင်းမြင့်အသက်88နှစ်အရွယ်ဦးတက်မနေအသက်60နှစ်အရွယ်ဒေါ်တန်းပြင့်နဲ့အသက်86နှစ်အရွယ်ဒေါ်လောက်ငွေတို့ကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့မိရှုတပ်ဖြတ်မှုခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းဟာကြည်ရအသွေးတို့ပြည်သူပိုင်ပစ္စည်းအုပ်ဆောင်အလို့ကိုခိုးယူလူရဲသွားပြီးမတ်စလ၄ရက်နေ့အထိ၃ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ရွာလုံးကျွနေပါမီးလောင်ပြားကျခဲ့ကြောင်းသိရှိရပါသည်။ စစ်ကြောင်းဝင်ရောက်လာတော့ကလွတ်အောင်ထွက်မပြေးနိုင်တဲ့တက်ကြီးရွယ်ဦးရဲ့အပဝင်ပြည်သူတွေကိုစစ်ခွေးတွေကတပ်ဖြတ်သွားပါတယ်။လက်တော်အတီးပြုတ်နိုင်တာကပြည်သူ၅ဦးရှိပါတယ်။တချို့ကတော့တပ်ဖြတ်ပြီးနေအိမ်နဲ့အတူမီးရှို့အလောင်းဖြောက်ခဲတာလဲအတီးမပြုတ်တန်နိုင်သေးတဲ့တပ်ဖြတ်ခံရသူလည်းရှိပါတယ်။သူတို့ကတော့ သူတို့မအုပ်ချုပ်နိုင်တဲ့နေမြေကအပြစ်မဲ့ပြည်သူတွေကိုဆင်းရဲဒုက္ခမျိုးစုံပေးပြီးရုံမအောက်တန်ကြတဲ့အလုပ်တွေကိုလုပ်နေကြတဲ့လူစိတ်ကင်းမဲ့နေတဲ့စစ်တပ်လိုပဲပြောချင်ပါတယ်ဟုရေစကြိုတောင်းရှိ info committee အဖွဲ့မှတာဝန်ရှိသူတွေကပြောဆိုထားဖြစ်ပါတယ်။ ရန်ကျန်းပစ်စစ်တပ်စစ်ကြောင်းကနေမတ်လ9ရက်နေ့နဲ့9နိုင်25မိနစ်ခန့်တွင်ဇေယျနီကျေးရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့ပြီးယင်းနေ့ညနေ4နိုင်10မိနစ်ခန့်တွင်တာကောင်းလီကျေးရွာကိုလည်းဝင်ရောက်စီးနင်းပြီးမိရှုဖျက်ဆီးသွားခဲ့ကြောင်းသိရှိရပါသည်။အကြောင်းရင်းတိစပ်ပင်မို့ဒီမှာပဲကြားနာကိုပြောပါရှင်။အပင်နာဆင်မှုအတွေ့အထိကျေးဇူးတင်ရှိပါတယ်ရှင်။